မန္တလေးမြို့မှာမြေကွက်တွေဝယ်တဲ့အခါမျိုးမှာဘဲမြို့နယ်တွေကကျွန်တော်တို့ GMB တွေဖြစ်ပြီးတော့ဘဲမြို့နယ်တွေကဘိုးဘပိုင်တွေဖြစ်မလဲပေါ့နော်ပြီးတော့ဘဲမြို့နယ်တွေကမြေဘေးမိတ်ဆလစ်ပေါ့နော်ဆလစ် မြေတွေဖြစ်မလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးမှာတစ်ချက်လောက်လေ့လာကြည့်အောင်ပေါ့နော်ကျွန်တော်ကတော့အိမ်ချံပြေကျိုးဆောင်ကိုတင်ထောင်းဝဲမှာမန္တလေးမြို့မှာမြေကွက်တွေပို့လို့ရောင်းနေတာပဲဖြစ်ဖြစ်တိုက်တွေပို့လို့နှားနေတာပဲဖြစ်ဖြစ်ကျွန်တော်ထံမှာအယောင်ရောအမှားရောဆက်သွယ်နိုင်ပါတယ်ပေါ့နော်ကျွန်တော်ဒီမန္တလေးမြို့လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကမြို့နယ်၅ခုရှိတယ်ပေါ့နော်မြို့နယ်ကြီး၅ခုကတော့ကျွန်တော်တို့ဒီအောင်မြေသာဆန်မြို့နယ်ပြီးတော့ကျွန်တော်တို့ဒီချမ်းရည်သာဆန်မြို့နယ်နောက်တစ်ခုကမဟာအောင်မြေမြို့နယ်ပြီးတော့ကျွန်တော်တို့ဒီချမ်းမြသာဆီမြို့နယ်နဲ့ပြည်ကြီးတခု မြို့နယ်ဆိုပြီးတော့မြို့နယ်ကြီးက၅ခုရှိတယ်ဗောနော်အမြို့နယ်ကြီး၅ခုထဲမှာကျွန်တော်ဗေမြို့နယ်ကပူပပိုင်းကြီးဗေမြို့နယ်တွေကတော့ကရင်မြေတွေဖြစ်လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်ကျွန်တော်ခုနကပြောရတဲ့ကျွန်တော်တို့ဒီမြို့နယ်ကြီး၅ခုဗောနော်ကျွန်တော်ဒီအဝါရောင်နဲ့ပြတာဒါကအောင်မြေသာဆန်မြို့နယ်ပြီးတော့ဒါကကျွန်တော်ချမ်းရည်သာဆန်မြို့နယ်ဗောနော်အောင်မြေသာဆန်မြို့နယ်ရဲ့ချမ်းရည်သာဆန်မြို့နယ်ရဲ့ကျွန်တော်ဒီမြို့နယ်ကတော့ကျွန်တော်မဟာအောင်မြေမြို့နယ်ဗောနော်ပြီးတော့ကျွန်တော်ဒီဘက်ကမြို့နယ်ကတော့ချမ်းမြသာစီမြို့နယ်ပြီးတော့ကျွန်တော်ဒီဘက်ကတော့ ပြည်ကြီးတော်ကမြို့နယ်ပေါ့နော်မြို့နယ်ကြီးက1 2 3 4 5ပေါ့နော်မြို့နယ်ကြီး5ခုရှိပါတယ်ဒီမြို့နယ်ကြီး5ခုတည်းကမှာကျွန်တော်တို့ဒီအောင်မြင်သာဆန်မြို့နယ်ပေါ့နော်အောင်မြင်သာဆန်မြို့နယ်ကကျွန်တော်တို့မန္တလေးနန်းတော်ပေါ့နော်ကျွန်တော်တို့ဒီဟိုဘရင်ခက်ကထီနန်းအဲတီရှိရနေရမန္တလေးနန်းတွေနန်းတော်ပေါ့နော်နန်းတော်မန္တလေးနန်းတော်တီရှိတယ်အောင်မြင်သာဆန်မြို့နယ်ပေါ့နော်အောင်မြင်သာဆန်မြို့နယ်နဲ့ကျွန်တော်ဒီချိုင်းသာဆန်မြို့နယ်ရဲ့ဒီအောက်ပိုင်းတွေပေါ့ဒီချိုင်းသာဆန်မြို့နယ်ဆိုလည်းဒီအောက်ပိုင်းမြို့နယ်တွေဒီကိုကျွန်တော်ဘောပင်ထောက်ပြတဲ့ ဘက်တွေတော်တော်များများကကျွန်တော်တို့ဘရင်ခိတ်ကြတာမြေတွေပါကျွန်တော်တို့ဒီ main ထားပါတော့တီဘောမင်းခိအင်္ဂလိပ်ခိကြတာမှာဘရင်ခိကြတာမြေတွေဖြစ်တယ်ဗောနော်ဒီမြေတွေကအကုန်လုံးနှီးပါးကကျွန်တော်တို့ဘိုးပပိုင်မြေတွေဖြစ်ပါတယ်ဗောနော်ဘိုးပပိုင်မြေတွေဖြစ်ပါတယ်ပြီးတော့မဟာအောင်မြေမြို့နယ်ဆိုရင်လည်းဒီအောက်ပိုင်းဗော ဒီအောက်ပိုင်းကမြေတွေဆိုရင်လည်းကျွန်တော်တို့ဘိုးပပိုင်မြေတွေဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမန္တလေး main ပေါ့နော် main တက္ကသိုလ်အနီးကတော်တော်များများလည်းဘိုးပပိုင်မြေဖြစ်ပါတယ် main တက္ကသိုလ်ရဲ့အရှိဘဒီမဟာအောင်ဒီမဟာမြိုင်ရက်ွက်ရဲ့ကျွန်တော်ရဲမွန်တော်ဆိုတော့ကျွန်တော်တို့ဒါတွေရဆိုရင်လည်းဒင်းရံမြေတွေဖြစ်သွားတယ်ပေါ့နော်ဒါတွေကတော့အကွက်တစ်ပေါ်တဲ့ဟာတွေဖြစ်တယ်ကျွန်တော်ရဲမဟာမဟာမြိုင်ဆိုရင်လည်းတော့1988ရှစ်စကိုပတ်ချာလေပေါ့နော်ရေမွန်တော်ဆိုရင်လည်း1990 62 62ပတ်ချာလဲတွေကအကွက်ဖော်ထားတဲ့မြေတွေပေါ့နော်ဒါကတော့ကျွန်တော်တို့မဟာအောင်မြေမြို့နယ်ဆိုရင်မြို့တစ်ပိုင်းဆိုရင်ကရင်ပိုင်းတွေများတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီချမ်းမြသာစီမြို့နယ်ပေါ့နော်ချမ်းမြသာစီမြို့နယ်တမျိုးနယ်လုံးနီးနီးတော်တော်များများကကျွန်တော်တို့ဆလစ်မြေတွေတွေ့ရတယ်ဘိုးပါဆလစ်ဆလစ်မြေတွေ့ရတယ်ကရင်မြေတွေတွေ့ရတယ်ပေါ့နော်ချမ်းမြသာစီမြို့နယ်ဒီမြို့တစ်ပိုင်းမှာတော့ကျွန်တော်ဘိုးပါပိုင်မြေကတော့မရှိသလောက်နေတယ်ပေါ့နော်မရှိသလောက်နေတယ်ကျွန်တော်ဒီဘက်ကတော့ပြည်ကြီးတုံကုံမြို့နယ်ပေါ့နော်ပြည်ကြီးတုံကုံမြို့နယ်ဆိုရင်ကျွန်တော်တမန်ကောစာလုံးရက်ွက်စားလဲ ထားပါတော့အစည်းစာလုံးစလေးစပါတော့အဒီဘက်အကွက်ပြီးတော့ဒီဒီတောင်ပယ်ဆုံးလို့ကျွန်တော်တို့ဆက်မှုဆုံးပါတော့ဒီလိုအပိုင်းနေပြည်ကြီးတုံမြို့နယ်ထဲမှာပြီးတော့ဒီဘက်ကဆိုရင်ကျွဲဆယ်ခံပါတော့ဒါဆိုရင်ကျွဲဆယ်ခံအပိုင်းပေါ့ဒီဘက်တွေဆိုရင်တော့ကျွန်တော်တို့ကင်းရံမြေဆက်လက်မြေတွေတွေ့ရပါတယ်ဘိုးပါပိုင်မြေတွေကိုမန္တလေးမြို့မှာကျွန်တော်မန္တလေးကျွန်တော်ဒီဒီမန္တလေးနန်းရဲ့အရှိတ်ဘက်တွေ့ရတယ်တောင်ဘက်ရဲ့အနောက်ဘက်တွေ့ရတယ်ကျွန်တော်မြေပုံကိုကြည့်မယ်ဆိုရင်ဘာလို့တိတာလဲဆိုတော့ကျွန်တော်ဒီဒီမျိုးရင်းမြေပုံထဲမှာတချို့ရက်ွက်တွေကလေကျွန်တော်တို့ပါဠိနာမည်တွေဒါဆိုရင် တီတီမာလာတဲ့နောက်တစ်ခုကကျတော့ဒီမဲ့ဒီမဲ့ဟာဆိုကျွန်တော်စိတ်စိတ်တော့မရှိဘူးเนาะဒါဆိုရင်ပါဠိနာမည်တွေအဲ့လိုပါဠိနာမည်တွေတော်တော်များများကဘိုးဘပိုင်းကြီးတွေညားတယ်ဗောနော်ပြီးတော့ကျွန်တော်တို့ဒီမန္တလေးမြို့ကကျွန်တော်လမ်းတွေစာရည်တာじゃဒီမြောက်ပြင်ဗောနော်ဒီမြောက်ပြင်ဘက်ကနေစာရည်တဲ့1 2 3 4ဗောစသဖြင့်ဒီလိုစာရည်အောင်မြေသာဆန်မြို့နယ်ဆိုရင်ကျွန်တော်တို့ဒီဒီမန္တလေးမြောက်ပြင်ဘက်ကနေဘယ်ထိတော့ဆိုကျွန်တော်26လမ်းဗောအန္တရာယ် 26လမ်း26လမ်းဒီကအောင်မေတာဆံမြို့နယ်သူကဒီမြောက်မြောက်ပြင်ဘက်ကနေလမ်းတွေ1 2 3 4 5 6 9 8ပေါ့လေဒီလိုစရည်လဲ26ရောက်သွားတယ်26လမ်းနဲ့ကျွန်တော်တို့ဒီဘက်ကဆိုရင်ကျွန်တော်35လမ်းပေါ့နော်26နဲ့35လမ်းကကျတော့ကျွန်တော်ချမ်းရည်တာဆံမြို့နယ်ဖြစ်သွားပြီပေါ့နော်ပြီးတော့ဒါ26ကနေ35 35လမ်းဒီဘက်ကနေတိတ်ပန်လမ်းဆိုရင်ကျွန်တော်တို့မဟာအောင်မြေမြို့နယ်ဖြစ်သွားပြီပေါ့နော်သူက35နဲ့တိတ်ပန်ကျွန်တော်35နဲ့ဆိုပုံမှန်ဆိုရင်ကျွန်တော်တို့36 38 39 44နှစ်43 43လမ်းကြီးရှိတယ်ဗောနော်43ကနေ44လို့မတက်တော့ဘာလို့မတက်တာတော့ဆို44လမ်းကကျွန်တော်တို့ဒီဒီမြို့ပတ်လမ်းပေါက်လိုက်မြို့ပတ်လမ်းကနေစာကြီးလိုက်တာဗောနော်ဒီထိပ်ကနေဒီထိပ်ကနေဆိုတော့44 44ကနေဟိုအောက်ဒီကျွန်တော်လမ်းကိုလမ်း60ကျော်ကြီးရှိတယ်ဗောနော်မန်လေးမြို့ရဲ့ကျွန်တော်တို့လမ်းကြီးတဲ့စနစ်ကပြီးတော့ပြီးတော့တိတ်ပန်လမ်းဆိုတော့101ဖြစ်သွားပြီဒီကနေ့ဆိုရင်ကျွန်တော်တို့43ပြီးရင်တိတ်ပန်လမ်းဆိုတာ44လမ်းဖြစ်အောင်ပါ44လမ်းကဟိုအရှိတ်ပြင်းဝင်သွားတဲ့မြို့ပတ်လမ်းနဲ့သူကတူသွားမှာဆိုလို့မဟုတ် ျွန်တော်တို့ဒီ53ပြင်တိတ်ပန်လန်101ဆိုခေါ်လိုက်တယ်101ပြီးတော့101 103 104 105 106တရားခွန်ဘောစတဲ့ပြင်ဟိုတောင်းလဲဆိုရင်ကျွန်တော်142လမ်းဒီရှိပါတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်မန္တလေးမြို့မှာဒါအချင်းချင်းပြောလိုက်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမန္တလေးမြို့ရဲ့ဒီမြို့ပတ်လန်ရဲ့ဒီဒါကြီးတော့ကျွန်တော်တို့မြို့ပတ်လန်ပေါ့နော်မြို့ပတ်လန်ရဲ့အရှိတ်ဘက်မှာကျတော့တော်တော်များများတော့လေယာဉ်မြေတွေကိုတွေ့ရတာများတယ်ပေါ့နော် ဒီအောင်မေတာဆန်မြို့နယ်တို့ချိုင်းသာဆန်မြို့နယ်တို့မှာမြေကွက်တွေဝယ်မယ်ဆိုရင်ကျွန်တော်တို့ဒီမြေပုံပေါ့နော်မြေပုံအကူကြီးပေါ့ဘာလို့ပြောလဲဆိုတော့မြေပိုးတွေမြေအပိုးတွေမြေပိုးတွေများတယ်ဘာဖြစ်လို့မြေအပိုးတွေများလဲဆိုတော့ကျွန်တော်တို့ငကိုကရက်မှာကျွန်တော်တို့ဟိုဒူးချလန်းတွေပါရေအကုန်ရှိပြီးအဲ့ဒါကြတော့ကျွန်တော်တို့အယောင်းဝယ်လောက်တော့တဲ့အခါမျိုးမှာတခါလေကျွန်တော်တို့စာရွက်ထဲမှာက20 60ပဲရှိပြီးတော့မြေပြင်မှာ 25ပြပြီး80လောက်လည်းတခါလေးရှိတတ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့စီမံသားယာရုံးမှာသွားပြီးတော့စစ်ဆေးမယ်ဆိုရင်နေမယ်ပေါ့မှန်ကန်မှုရှိမှုကိုကျွန်တော်တို့သိရတယ်ပေါ့နော်ပြီးတော့ဒီမန္တလေးမြို့မှာကကျွန်တော်တို့နံပါတ်1အခိုင်မာမှုရှိဆုံးကတော့ဘူပပိုင်မြေပေါ့နော်ဘူပပိုင်မြေဘူပပိုင်မြေကတော့နံပါတ်1ပေါ့နော်အခိုင်မာမှုရှိဆုံးနံပါတ်2ကတော့ကျွန်တော်တို့ဂိဟန်မြေပေါ့နော် ကျွန်တော်တို့အဲ့လိုမျိုးဘောပပိုင်ကြီးကတော့ဒီမြေထဲမှာတော့ခိုင်မာမှုအရှိဆုံးပေါ့နော်ဒါကတော့ကျွန်တော်ကတော့မန္တလေးမြို့မှာရှိတဲ့မြို့နယ်၅ခုအကြောင်းတွေကဘယ်မြို့နယ်ကပူပပိုင်ကြီးဖြစ်ပြီးဘယ်မြို့နယ်ကင်းရံမြေတွေတို့ဒါကိုကျွန်တော်အကြံဉာဏ်ပြောပြပေးတာပဲဖြစ်ပါတယ်။ဘိုးပပိုင်မြေနဲ့ပတ်သက်ပြီးအသေးစိတ်ပြီးကျင်နေဆိုရင်ကျွန်တော်ရဲ့ဒီအရင် YouTube channel ပေါ့နော်။အဲကျွန်တော် video တစ်ခုလောက်ထားတာရှိတယ်။အဗီဒီယိုမှာအသေးစိတ်ခွင့်ကြည့်ကြည့်။အဲ video ကတော့ဟိုမိနစ်ကတော့များမိနစ်ကြာတယ်ပေါ့နော်။ video တစ်ချက်တော့ခွင့်ကြည့်ကြည့်ကျွန်တော်အသေးစိတ်ထပ်မပြောတော့ဘူးပေါ့နော်။